ရသော်ဘုရားရှင်ကိုတော်မြတ်ကြီးကိုပုံနာကြီးတယောက်ကလျှောက်တယ်အရှင်ဘုရားဟောဒီလောကကြီးဟာတပည့်တော်အရင်ကကြားဘူးတာတပည့်တော်တို့အာစရိယပရံပရအစဉ်ဆက်ပုံနာတွေအစဉ်ဆက်သေဆောင်လာခဲ့တဲ့သတင်းစကားတွေအရဘိုးဘွားဘီပင်တွေပြောဆိုခဲ့တဲ့စကားတွေအရဟောဒီလောကကြီးဟာတစ်ချိန်တုန်းကလူသားတွေဟာကြက်ပြန်တကြစီကားပြီးတော့တိမ့် ီးတော့ตายาวะပြောခဲ့တဲ့လောကကြီးတဲ့အဲ့ဒါလောက်လူတွေများနေတဲ့ကာလကြီးမှာစားစရာလည်းမပူရဘူးဝတ်စရာလည်းမပူရဘူးနေစရာထိုင်စရာလည်းမပူရဘူးအလုံးငိမ့်ငိမ့်ချမ်းချမ်းပြည့်ပြည့်စုံစုံပျော်ပျော်ရွှင်ရွှင်နော်ချမ်းသာတဲ့လောကကြီးတစ်ခု ဖြစ်ခဲ့တယ်လို့တပည့်တော်တို့ကြားဘူးတယ်အခုကြတော့လူက တဖြည်းဖြည်းနဲ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 လာပြီးတော့စာနာရိတ်ခါလည်းမဖူးလုံးစီးပွားရေးလည်းမပြေလည်နေရေးထိုင်ရေးလည်းစိတ်မအေးရသွားရေးလာရေးလည်းစိတ်မနှွေးရအရာရာမှာပူပင်ကြောင်းကြပြီးနေရတာဘာလို့လဲဖရာတဲ့လီရောကကြီးဘာကြောင့်ပြက်သွားတာလဲတဲ့အဲ့ဒါဖရာလက်ထက်ကပြောတာအဲ့ဒီခက်ကတောင်ပြက်နေပြီဆိုအခုပြောเสียရမလို့တော့နော် ဒီလောကကြီးဘာလို့ပြက်သွားသလဲတဲ့မြတ်စွာဘုရားတရားကြီးတဲ့လောကပျက်စီးကြောင်းတရား၃ပါးရှိတယ်ဗါတဲ့လောကပျက်စီးကြောင်းတရား၃ပါးရှိတယ်တရားကြီးတဲ့နံပါတ်၁ကအတ္တမရာဂတွေကြောင်းပြက်သွားတယ်ဗါတဲ့ အာရကံအာဓမရာဂနော်ရာဂဆိုတာတက်မဲ့မှုနော်လိုချင်မှုနစ်သက်မှုနော်ဆွဲလန်းမှုဒါရာဂအဲ့ဒီရာဂမှာအာဓမရာဂတဲ့မနစ်သက်တဲ့နာရီကိုနစ်သက်တယ်မခုံမင်းတဲ့နာရီကို ခုံမင်းတယ်မဆွဲလန်းတဲ့နာရီကိုဆွဲလန်းတယ်အာဓမရာဂ ဒုတိယဝိသမလောဘပါတယ်လေဝိသမလောဘကြောင့်ဒီလောကကြီးပြတ်သွားတာတဲ့ဇေယျမြန်ကြီးလည်းမှတ်ထားကွာမင်းတို့၃နှစ်ရှိပြီဆိုတော့ရှေ့ကိုမပြတ်အောင်နော်ခဏနေကြတော့မင်းတို့နဲ့ဆိုင်တာလည်းပြောမယ်ငါတို့နဲ့ဆိုင်တာလည်းပြောမယ်တလောကလုံးဆိုင်တာလည်းပြောမယ်နော်အရင်ဆုံးမှတ်ထားတိကအာဓမရာဂပြော နိကဝိသမလောဘဗါရဲလေနံပါတ်3မိစ္ဆာဓမ္မတဲ့ပြောမိစ္ဆာဓမ္မဘုရားဘယ်နှပါတော့သုံးပါဘုရားတရား3ပါအဓမ္မယာကဆိုတာတို့ဘုန်းကြီးတွေကစပြောမယ်နော်မင်းတို့ပဲပြောနေရင်မတရားရာရောက်နော် ခုတို့သာသနာတော်မှာမင်းတို့ကိုးကွယ်နေတဲ့ယဟန်တန်ကလောကသည်မင်းတို့စိတ်တိုင်းမကြဘူးဆိုတာငါသိကြသလားငါလည်းမကြဘူးနော်ယဟန်လောကမှာယဟန်တော်တွေမြတ်စွာဘုရားရဲ့တပည့်သားတွေရဲ့တာဝန်ဟာပရိယပရိပတ်ပရိဝေဒသာသနာလုပ်ငန်းတာဝန်၃ရက်အဲ့ဒီထဲမှာတကယ်ထမ်းဆောင်ရမယ့်တာဝန်ကနှစ်ခု ပရိယနဲ့ပရိပတ်ဒီအလုံးနှစ်ခုပဲရှိတယ် အာရမယာကဆိုတာဘုန်းကြီးတွေဘွယ်တစိတ်တွေနောက်လိုက်ယာဓုတွေနောက်လိုက်ဟမ်လတ်လာဘနောက်လိုက်လာဘသက်ကာယသီလောကဘုန်းကြီးငွေရဖို့ရှာနေရပြီဆိုကြအဲ့ဘုန်းကြီးပြက်ပြီဟမ်ဟုတ်လားမဟုတ်ဘူးလားယာဓုရဖို့ယာဓုနောက်လိုက်နေပြီဆိုကြအဲ့တန်ကအဲ့ဒီသာသနာပြက်ပြီ ဘသူမကျေနပ်နဲ့ကျေနပ်နဲ့ဒါလောကသဘာဝအမှန်တရားပဲနော်ဘသူမုံမုံချစ်ချစ်ဓမ္မဂရိကမုံတာလည်းကယူဆိုင်เสียမလို့ချစ်เสียလည်းကယူဆိုင်เสียမလို့ကျုပ်ကဘုရားရှင်ရဲ့သားအဖြစ်တရားဟောတာမှန်ရာကိုပြောမှာနော်တိလောကဘွဲတစိမ့်ဂုံဓူးတွေနောက်လိုက်နေပြီဆိုရင်အဲ့ဒီသာသနာလုပ်ငန်းစဉ်တွေမှန်မှန်ကန်ကန်လုပ်နိုင်ပါဦးမလားမလုပ်နိုင်တော့ကြာရှုံးသောလောက နော်ဆင်းရဲသောလောကအလုံးဆင်းရဲသွားပြီနော်နောက်ပြက်ပြားသောလောကနော်ဒီလောကသားတွေပြက်ပြားကုန်ပြီရှင်းရလားယုံညံ့သောလောကဖြစ်သွားပြီယုံညံ့တဲ့အလုတ်တွေနဲ့အချိန်ကုန်တာလာဘသက်ကာယတိလောကနောက်လိုက်နေတယ်ဆိုကြတဲ့ကယဟန်တန်ဃာဘဝတိလရှင်ဘဝဆုံးရှုံးသွားပြီဘဝပြတ်သွားတာနဲ့အတူတူပဲရှင်းလား တန်ဖိုးမဲ့တော့ဘဝတဖြည်းဖြည်းတန်ဖိုးမဲ့လာတယ်လူတွေကတောင်ကလော်ဆဲတာခံလာနော်လူတွေကခိုင်းစေတာခံလာပြီလူကထိုင်ဆိုထိုင်ထဆိုထသွားဆိုသွားယဟန်တန်ဃာဆိုတာလောကရဲ့ရှေ့ဆောင်ကုသိုလ်ကောင်းမှုတို့ရဲ့စိုက်ပျိုးရတကယ်လေယာမြေလေယာမြေကောင်းလက်အုပ်ကလေးခြီတာနဲ့ကုသိုလ်ရနိုင်ရမယ်ပုံကိုယ်ကြီးခုတော့လက်အုပ်ခြီဖို့ထားလို့ကလော်တုတ်တာခံရတယ်။သဘောပါလား။ဒါဒါဒုဘက်ပြောတာ